ခုရောကျွန်တော်ဘာဒီနေ့တင်ဆက်ပေးရမယ့်တရင်ကတော့ကြောက်ဖြူမျိုးနဲ့တညာဝရီရေတန်းနဲ့ရေတန်းရင်30နဲ့အနီးမှာအကျမ်းဖတ်စစ်ကောင်စင်နဲ့အရခတ်တက်တော်အေတို့တိုက်ပွဲပြင်းထန်နေဆိုတဲ့တရင်နဲ့အမှတ်30နဲ့ရေတန်းရင်အနီးမှာဖြစ်ပေါ်နေတဲ့တိုက်ပွဲဟာနောက်ဆုံးအဆုံးဖြတ်တိုက်ပွဲမျိုးဖြစ်နေဆိုတဲ့တရင်ကိုတင်ဆက်ပေးသွားကြည့်ပါရခင်ဗျာအရခတ်တက်တော်အေရဲ့ဘုံမှုရုပ်ဒေါန်တာညွတ်ထောင်းအောင်အားရနေအင်တာဗျူးမှာဖြေချမ်းခဲ့တယ်လို့ပါပဲ စစ်ပွဲမှာစနေတနင်္ဂနွေမရှိဘူးလွတ်လပ်ရင်းနဲ့မရှိဘူးနေပူပူမိုးရွရရက်တန့်နိုင်အောင်ဆိုတာမရှိဘူးပြောခဲ့တယ်လို့ယခုလဲမိုးသီးထန်စွာရော့တောင်းနေတဲ့ဂျာကအချမ်းဖွယ်စစ်ကောင်စီနဲ့အရက်ခတ်တတော်အေတို့တိုက်ပွဲပြင်းထန်စွာဖြစ်ပွားနေတယ်လို့သိရပါတယ် တဲ့ဟာကျွန်တော်တို့စေးပွေးမှာကစနစ်တလင်းကနေမရှိဘူးလွန်လာရင်နေမရှိဘူးမလားကိုကိုညံသူတွေတအားဖိလာတဲ့အချိန်မှာကြာလို့ရှိရင်နေပူပူမိုးရွာရွာမခဏတန်းတန်းငါခဏဒီနေ့စနစ်တလင်းကနေပါလို့ခဏနိုင်အောင်ဆိုတဲ့ဟာမျိုးမရှိဘူးမုတ်တီထန်စောရွတ်တော့နေပြီမလဲရခိုင်ပြည်နဲ့ကြောက်ဖြူမြို့မှာအခြေစိတ်ထားတဲ့အချမ်းဘက်စစ်ကောင်စီရဲ့အရေးပါဆုံးစစ်ကန်းတစ်ခုအနည်းမှာအရခတ်တောအင်းနဲ့အချမ်းဘက်စစ်ကောင်စီလို့တိုက်ပွဲပြင်းထန်စွာဖြစ်ပွားနေကြောင်းသတင်းရရှိပါတယ် ကျောက်ဖြူမြို့ကိုအဓိကကာကွယ်ထားတဲ့ကျမ်းပတ်စစ်ကောင်စီရဲ့အမှတ်30နဲ့ရစ်တက်ရင်အနည်းနဲ့ရခိုင်ပြည်နယ်မှာအခြေစိုက်ထားတဲ့ကျမ်းပတ်စစ်ကောင်စီရဲ့အကြီးဆုံးရစ်တက်ဖြစ်တဲ့ဒညဝတီရစ်တက်ချုပ်အနီးမှာတိုက်ပွဲတွေပြင်းပြင်းထန်ထန်ဖြစ်ပေါ်နေပြီးယခုလက်ရှိအမှတ်30နဲ့ရစ်တက်ရင်အနီးမှာဖြစ်ပေါ်နေတဲ့တိုက်ပွဲဟာနောက်ဆုံးအဆုံးဖြတ်တိုက်ပွဲမျိုးဖြစ်နိုင်တယ်လို့ကျောက်ဖြူဒေသခံစစ်ရေးတရင်ရင်းမြစ်ကဆိုပါတယ် မိုးသီးတံဆိုရော့တောင်းနေပေမဲ့လည်းတိုက်ပွဲဟာအရှိန်မလျော့တော့ပဲအမှတ်32ရစ်တက်ရင်ကိုအကျန်းဖက်စစ်ကောင်စီကလွတ်လပ်ရှုံးမပေးနိုင်တဲ့အတွက်အကျန်းဖက်စစ်ကောင်စီကအပြင်းအထန်ခုခံနေလို့သိရပါတယ်အမှတ်32ကိုရစ်တက်ရင်လို့နာမည်ပေးထားမယ်လေအကုံစစ်သားတွေဖြစ်တယ်လို့သိရပါတယ်အမှတ်32တိုက်ခတ်ရင်ရစ်တက်ရင်ဟာကြောက်ပြုံမိုးကိုစိုးမိုးထားတဲ့တောင်တန်းမှာရှိပြီးအကျန်းဖက်စစ်ကောင်စီအတွက်မဟာဗျူဟာရအလွန်အရေးပါတဲ့စခန်းကြီးတစ်ခုဖြစ်တယ်လို့လည်းသိရပါတယ် အမှန်32ရစ်တက်ရင်ဟာအချမ်းဘက်စစ်ကောင်စီရဲ့ကြောက်ပြုမျိုးနောက်ဆုံးခန့်စစ်ရစ်တက်ရင်ဖြစ်တဲ့အတွက်အချမ်းဘက်စစ်ကောင်စီကလည်းအတိနာပဲမဲ့လဲအသေးအတန်ခုခံတိုက်ခိုက်နေတာဖြစ်တယ်လို့လဲအရက်ခတ်တော်အင်းနဲ့နီးစပ်သူစစ်ရေးတရင်ရင်းမြစ်ထံမှာသိရပါတယ်အမှန်32ရစ်တက်ရင်ဟာကြောက်ပြုမျိုးရဲ့ခန့်စစ်တပွေဖြစ်နေပြီအမှန်32ရစ်တက်ရင်သာကြာသွားရင်ခမရ9လ3လဲစင်ရမရှိတော့တယ်လို့ယခုစင်ရဖြစ်တင်းထားတဲ့ခမရ9လ2နဲ့ ကြောက်ပြုတ်လက်စိတ်ဟာလေကြောက်ပြုတ်မျိုးကိုအဲ့လောက်လုံလောက်အောင်လုံချုံမှုမပေးနိုင်ဘူးလို့လည်းသိရပါတယ်။အမ်းမြုတ်သိန်းတိတ်ဝဲမှာလေအခိုင်အမာလှုပ်ထားတဲ့ခမရ3ခွန်တင်တဲ့ခမရ3ခွန်နှစ်တောင်အရက်ခတ်တော်အေရထူးစစ်စင်တိတ်ခိတ်မှုကိုခံနိုင်ရမရှိခဲ့တယ်လို့အဲ့ဒါကြောင့်ဒီအမှတ်30နဲ့ရက်တက်ရင်းဟာလေအချင်းတစ်ခုပါပဲ။ယခုအချင်းဒီတော့အကျမ်းပဲစစ်ကောင်စီအတွက်ကြောက်ပြုတ်မျိုးမကြရင်မှအမှတ်30နဲ့ရက်တက်ရင်းဟာအလွန်အရေးပါတယ်လို့အဲ့ဒီစီးရဲတဲ့ရင်းမျိုးကဆိုပါတယ် ဒါအပြင်တညောရီရေတဲဌာနချုပ်နဲ့အနီးနားမှာရှိတဲ့မလာကျောင်းနဲ့တစ်ပေါင်းတော်တော်မှာလေအကျမ်းဖက်စစ်ကောင်စီနဲ့ Arcot တော် A တို့နှစ်ဖက်တိုက်ပွဲအပြန်အလှန်ဖြစ်ပေါ်နေပြီးတိုက်ပွဲပြင်းထန်နေကြောင်းသိရပါတယ်။ကြောက်ဖြူမြို့နယ်မှာမြို့ပေါ် area အနည်းငယ်နဲ့အကျမ်းဖက်စစ်ကောင်စီတက်စကန်ရှိတဲ့နေရာတွေမှာအပေါက်ကြံမြို့နယ်တစ်ခုလုံးရဲ့ခြေရောအများပြားကို Arcot တော် A ကသိမ့်ပိတ်ထိန်းချုပ်ထားကြောင်းသိရပါတယ်။ ကျောက်ပြမျိုးဟာတရုတ်စီမံကိရိယာအများပြားရှိတဲ့မြို့ဖြစ်ပေမဲ့အကျန်းဘက်စစ်ကောင်စီတက်တဲ့အနှင်းငယ်သာရှိတဲ့မြို့လေးဖြစ်ပါတယ်။ကျောက်ပြမျိုးမှာရှိတဲ့တရင်တွေကတော့ခလရ3လေးခမရ5လေးနှစ်ခမရ5လေး3နဲ့ရစ်တက်ရင်30နှစ်တညောင်းရီရစ်တက်ကျုံနဲ့အဲ့ဒီရစ်တက်ကျုပ်ကိုကာထားတဲ့အွန်ကျွန်းရစ်တက်စခန်းလို့သာရှိပါတယ်။ကျောက်ပြမျိုးဟာမဟာဗျူဟာရရောစစ်ရေးရပါအခိုင်အမာတိစောက်ထားတဲ့အမှတ်30နှစ်ရစ်တက်ရင်ချသွားပါကကျောက်ပြမျိုးဟာလည်း အကြမ်းဖက်စစ်ကောင်စီအတွက်အခြေအနေမလဖြစ်သောနိုင်ငံလို့စစ်ရေးလစ်လာတုံးသက်သူများကပြောကြားထားပါတယ်။အကြမ်းဖက်စစ်ကောင်စီဟာကြောက်ဖြူမျိုးနဲ့ခမရ၅လေးတုံးတက်ရင်မှရှိတဲ့ရခိုင်လူမျိုးစစ်မိသားစုတွေကိုချမ်းချမ်းထားခဲ့ပြီးကြံတဲ့စစ်မိသားစုတွေကိုတိပောက်တောင်ရေတက်ကိုပြောင်းရွှေ့ခိုင်းကြောင်းတရင်ရရှိပါတယ်။ ဒီနေ့တင်ဆက်ပေးသွားတဲ့သတင်းကတော့ကြောက်ဖြူမြို့နယ်တညောင်ရီရေတန်းနဲ့အမှတ်30နဲ့ရေတက်ရင်အနီးမှာအကျမ်းပတ်စစ်ကောင်စီနဲ့ Arcot Tor A တို့တိုက်ပွဲပြင်းထန်နေတယ်ဆိုတဲ့သတင်းနဲ့အမှတ်30နဲ့ရေတက်ရင်အနီးမှာဖြစ်ပေါ်နေတဲ့တိုက်ပွဲဟာနောက်ဆုံးအဆုံးဖြတ်တိုက်ပွဲမျိုးဖြစ်နေဆိုတဲ့သတင်းကိုတင်ဆက်ပေးသွားတာဖြစ်ပါတယ်ခင်ဗျာနောက်ထပ်တင်ဆက်ပေးမယ့်သတင်းများကိုလည်းစောင့်မျှော်ကြည့်ရှုပေးဖို့ပြောကြားချင်ပါတယ်ခင်ဗျာအခုလိုကြည့်ရှုပေးတဲ့အတွက်ကျေးဇူးအများကြီးတင်ပါတယ်ခင်ဗျာ